သင်းကြီးတွေနဲ့နာမည်ကျော်ညီပြတွေပေါ်တက်ရောက်လာတဲ့အရာတွေအလုံးမင်းမင်္ဂလာပါ။ Okay ဘက်ကနေကျေးဇူးပါရီ။ဘလုံးမရီကရာသီဆက်လိုက်တာမှမချသေးဘူး။အတင်းတိုင်းမှာတန်ရန်ရဆင်းကြီးတွေကထွက်ထလာပါရီ။ဒါဟာဒီဘက်ခေပြိုင်ဘလုံးမှာတောက်လျှောက်ကိုမြင်တွေ့ရတော့မယ့်မြင်ကွင်းတစ်ခုလိုပါပဲ။ကစားသမားတွေကရင်ငါထက်ပို့ပြီးတော့အကစားသမားဆန်တွေတိဆောက်ပုံတွေရှိလာခဲ့ကြပြီမေ။တန်ရန်ရဘဝလေးခွင်လန်းနေပို့များလာပါရီ။ဒါဟာအသင်းကြီးတွေပေါ်ရောနှီးပြတွေပေါ်ရောအကြီးကျယ်ကိုတက်ရောက်လာစီပါရီ။ ဆိုတော့ဒါရီယာဘယ်ရလာတယ်လဲဆိုတာကိုခြေရာခန့်ကြည့်ကြရအောင်ပထမအဆုံးချက်ကတော့ပွဲတွေကစားရတာပို့ပြီးတော့များလာတာပါချန်ပီယံလိယူရိုပါလိတို့ရဲ့ပွဲစဉ်ရေးဆွဲထားပုံတွေကိုကြည့်လိုက်ရင်ကိုအရင်ကထက်ပို့ပြီးတော့ပွဲတွေကစားလာတာကိုတွေ့ရမှာဖြစ်ပါ ರೀ အဲ့ဒီပြင်ပွဲတွေမှာအချိန်ပိုပေးတာတွေကလည်းအရင်ကထက်လည်းအများကြီးပို့ပြီးတော့များပါ ರೀ ဒုတိယပိုင်းကမှဆိုရင်အနည်းဆုံး6မိနစ်ကနေပြီးတော့အများဆုံး10မိနစ်ကျော်ရေးတီပေးနေကြတာပါကစားသမားတွေကလည်း9ရောက်လေကစားဖို့ခွင့်ပြုထားပြီးမြေ၃ချိန်အတွင်းပြီးလဲရမှာပါ ဒီတိုင်းရှေ့ဆက်မယ်ဆိုရင်တော့မကြာခင်မှာဒီထက်ပိုပြီးတော့များတဲ့လူစားလေးမှုတွေကိုခွင့်ပြုတဲ့စီးမြင့်တွေလည်းဖြစ်လာနိုင်ပါတယ်။လေးချိန်တွင်မှာခုနှစ်ယောက်လေးကစားခွင့်ရလောက်တဲ့အထိကိုဖြစ်လာနိုင်ပါတယ်။နောက်တစ်ချက်ကတော့နိုင်ငံတကာပွဲတွေကလည်းများတဲ့ထက်ကိုများလာတာပါ။ Nation League လိုဟာမျိုးတွေလည်းရှိသလိုကလပ်ကပဖလားတွေကလည်းလွတ်လိုက်ပါသေးတယ်။ဂျာရီမှာ Hero ဖလားပွဲတွေ၊ Olympic တွေ၊ Asia ဖလားတွေ၊ Africa ဖလားပွဲတွေ၊ Copa America တွေလည်းရှိနေသေးပြီးတော့2026ထဲမှာဆိုရင်ကမ္ဘာဖလားရှိပါသေးတယ်။ ကလေးကလည်းခြေစမ်းပွဲခီးစဉ်ကိုအဝေးကြီးတွေအထိသွားကစားပြီးတော့ရာသီကြိုဖလားပွဲတွေကလည်းများသထက်များလာပြီးတော့ကစားသမားတွေရဲ့ချက်သားတွေကိုနွမ်းနေစီပြီးတော့ခန္ဓာရည်ကြဆင်းလာစီပါရီနောက်တစ်ချက်ကတော့တေးပြရန်မှုလုံးနေတဲ့စီးမင်းတွေရဲ့ဖိအားပါအခုဆိုရင်ဂိုသမားဟာ6စက္ကန့်ထက်ကိုဘောလုံးကင်ထားရင်အဝါခက်ပြသခံနေရပါရီတကယ်တော့ဂိုသမားဘောလုံးကင်ထားတာဟာနီးပြဝပိုင်းရကိုကိုကွင်းလင်းနဲ့တိုက်စစ်နေသားတကြားဖြစ်ဖို့လေပါတယ်လို့ ပွဲချိန်နောက်ပိုင်းမှာဆိုရင်ကိုယ့်ရဲ့ကစားသမားကြီးခဏလောက်နားရဖို့အတွက်လည်းအရေးကြီးပါရီအထူးသဖြင့်ဂျီဂျန်ဘရက်ဆင်လို့ခေါ်ရီကောင်တာဘရက်ဆင်နီစနစ်ကိုအသုံးပြုနေကြတဲ့အချိန်မှာအမြဲတမ်းပြီးလောနေရတဲ့အခါမှာဂူသမားစီမှာဘောလုံးခဏလောက်ထားပြီးတော့အနားရချိန်ခဏလောက်ဖန်တီးရတာလိုအပ်ချက်တစ်ခုပါဂူသမားအောက်ချပြီးတော့ဘောလုံးကိုခြေထောက်နဲ့ထိန်းကစားရင်တော့60စက္ကန့်စီးမြင်နေမှာမပါပြီးမင်းဘောလုံးအောက်ချလိုက်တာနဲ့ကစားပွဲကပြန်ဆပြီဖြစ်တာကြောင့်ဖီအားပေးတာတွေကပြန်ပြီးတော့ဝင်လာတော့မှာပါဆိုတော့အနားမရတော့ပါဘူးဒါရီအလုံးကကစားသမားတွေကိုတဖြည်းဖြည်းနွမ်းနေလာစီပြီးတော့ ။ဒဏ်ရာမရရင်တော့ပြည်လဲတက်တာကောင်းမွန်ပြည်ဖြူးချိန်ကနည်းလာစီပါရီ။အဲလိုပြည်လဲလန်းဆန်းချိန်နည်းလာတဲ့အခါမှာကစားသမားတွေကအကောင်းဆုံးစွန့်အိတ်ကိုအပြည့်မထုံနိုင်တော့ပါဘူး။ဒါကြောင့်နောက်ဆိုရင်တော့ African Caravan ဖလားတို့လိုပြိုင်ပွဲတွေကိုစူဖလားအကြီးတွေနောက်လိုက်နေတဲ့အသင်းတွေကအာယုံစိုက်တော့မှာမဟုတ်ပါဘူး။ကစားသမားတွေကိုမပုံတင်ဝင်ပေးထားတဲ့ဤအတွက်ကလေတိုးပေးဖို့လိုလာတော့ပြီးတော့ ။အရင်အတင်းတောင်းနေမှုကလည်းရန်ကိုအရေးကြီးလာတော့မှဖြစ်တာကြောင့်အရင်ပုံစံတိုင်းမင်းတင်းကြီးတွေနဲ့နီးပြားတွေကင်ကြွယ်ဖို့ခက်ခဲလာတော့မှာပါ။အထူးသဖြင့်လက်ပြဘုတ်ကိုစကန်သတ်မှတ်ပေးဖို့ကြိုးစားလာတာကအတီးဖြစ်သွားတာနဲ့ဒါရီယာပို့ပြီးတော့လိုအပ်လာတော့မှဖြစ်ပါရီ။